ကျမလို့ကိုချရောက်ပေါ်ကိုရက်တီးပြီးစူးစမ်းနေရတဲ့မိန်းကလေးတွေတော်တော်များများစီမှာမိနေတဲ့အရာတစ်ခုရှိတယ် မိသားစုအရေးတော်၎င်းကိုချစ်ရတဲ့သူတွေအတွက်ဆိုပြီးတော့အနေနာခံပြီးတော့အလုပ်တွေစူးစမ်းရင်းနဲ့တစ်ခါတလေကိုယ့်ကိုဂယုစိုက်တဖို့မေ့သွားတကြတယ်ကိုကိုကိုချစ်ဖို့မေ့သွားကြတယ်ပေါ့နော်ညီမလည်းကိုယ့်ကိုတီးလိုက်တဲ့ချိန်မှာအော်ငါလည်းအရွယ်တစ်ခုရောက်လာပြီဒီလိုမျိုးနေလို့တော့မဖြစ်ဘူးကိုယ့်ကိုယဉ်နှိမ့်မြုံနံရမယ်ဆိုပြီးတော့ပေါ့နော်စပြီးတော့ပြင်ဆင်တယ်ပညာပိုင်းနဲ့ပတ်သက်ပြီးတော့ skill တွေဖြည့်တယ်ပြီးလို့ရှင်ကိုယ့်ကိုလည်းပေါ့နော်ပြန်ပြီးတော့အလှလှပပလေးဖြစ်အောင်ယုံကြည်မှုရှိအောင်ဆိုပြီးတော့ပြန်ပြီးတော့ကိုယ့်ရဲ့ပုံစံကိုပြင်ဆင်တယ်ပေါ့နော် ဒီနေ့လေ relax time လေးလိုချင်တာနဲ့ပေါ့နော် wine နဲ့ and spa ကိုရောက်ခဲ့တယ်အ spa လေးယူချင်တယ်လက်သေးခြေသေးလေးလည်းပြင်ချင်တယ်ဆိုတော့ပေါ့နော်ဒီ wine နဲ့ arts and spa မှာ လာပြီးတော့အချိန်ဖြုန်းခဲ့ပါတယ်ဆိုတော့ဒီဟာတို့ spa လုပ်ပေးတဲ့ပုံစံလေးပေါ့နော်အဓိကကတော့ spa လုပ်နေရင်လည်းပုံမှန်ဆိုဖုန်းသုံးနေရတာညှိငွေ့လာတယ်ပေါ့နော်အခုကဒီရဲ့ကံရီပြင်ကြီးကိုကြည့်ပြီးတဲ့ခါကြတော့ပေါ့နော်အလက်သေးခြေသေးလောက်ရတာအရင်မိုက်တယ်မျက်စိလေးလည်းအေးတယ်ပြီးတော့ရထားတွေကလည်း ဖြတ်သွားတဲ့ဟာလေးတွေကိုလည်းမြင်ရတယ်ကွာဆိုတော့အဲမိုက်တယ်ပေါ့နော်ဒီဒီဒီဇိုင်းပဲရှိတာနော်ဒီလိုမြင်ခွေးကိုမြင်နိုင်ဖို့တောင်းကူမှာဆိုတော့အဲဟာနဲ့အဲခြေထောက်တွေလှုပ်တယ်လက်လေးတွေလှုပ်တယ်ပေါ့နော်ဆိုင်ရညီမလေးတွေရာလေးလေးအရင်သဘောကောင်းတယ်သူတို့တွေကဟာတာတွေပြောကြအမအဖွဲလိုက်ကြီးပေါ့နော် service လာယူတဲ့ညီမလေးတွေလည်းပေါ့နော်ရည်နေရတယ်ပြီးတော့သူတို့တွေကလည်းချောချောလေးတွေပဲအကုန်လုံးကလေးနော်စိတ်ကြည်နေရတယ်ပြီးတော့အမ ပြီးတော့ဒီကအဲ့ဒီ service လုပ်ပြီးတဲ့ညီမလေးရဲ့လက်လေးရလေးလေးလှလို့ဆိုတဲ့အခါကျတော့ video ယူရိုက်သေးရဲ့ကွာညီမလေးတို့အမအကိုပြအောင်လို့အမအဲ့လိုလေးကြိုက်လို့လို့ဆိုပြီးရိုက်ထားတာပေါ့နော်။ဒါတော့ညီမလက်ပါတုတ်ခိုင်နေတဲ့လက်ကတော့ညီမလက်ပါပေါ့နော်။အဲကျွန်မကတော့ဒီလိုရိုးရိုးရှင်းရှင်းပဲလုပ်ခဲ့တယ်။ဘာလို့လဲဆိုတော့ဟိုတခြားအလုပ်တွေလုပ်လို့ရှင်ညိမှာဆိုလို့ပေါ့နော်။ဆိုတော့ကဲအရင်ချိန်နဲ့ care day သဘောကြီးကြတယ်။ဆိုင်ကိုပြန်ပြောပြီးမယ်နေရာကအာဒါကတော့ဆိုင်ရှိမြင်နေစားနော်။သူ့ရဲ့ရှိမှာ ဒီကန်ရှိတယ်ကန်လေးကလည်းလှလိုက်တာမကန်ရှိရမလို့လက်သေးလက်သေးနဲ့ပြီးရင်ဒီဘက်ကကန်လန်းအဲဟုတ်ပြီအဲပြီးရင်အဲရှင်းနာလေးမှာပြအောင်ပဲဗောနော်ဟိုကကန်လန်းဆိုတော့အဲ့ဘူချုပ်ကြေးရုပ်ရှိရဗောနော်တပင်းနဲ့꿰နေတယ်အဲ့ဆိုတော့အဲ့လန်းလေးတဲကိုဝင်လာလို့ရှင်ရင်ဒီဆိုင်လေးရှိပါပြီ service ယူခြင်းတဲ့သူတွေတွားချီပါအရင်စိတ်တိုင်းကြစေရမယ်လို့ဆိုင်လေးကအရင်ဆင်ပြေတဲ့နာမည်ရှိပြီးသားဆိုင်လေးအထူးသဖြင့်ကြောညာစရာမလိုဘူးကျွန်မလောက်ပြီးတော့ကျွန်မကြိုက်လို့ပြောပြတာပါ